အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်စာရေးဆရာထက်မြတ်တောင်ကိုရဲ့ကြက်ရွာဆိုတဲ့ဖြစ်ရမှန်တရေဆက်လန်းလေးကိုဖတ်ပြပေးတော့မှာဖြစ်ပါတယ်ဒီကဘာမြေကြီးပေါ်မှာသူဆန်းတော့အကြောင်းအရာများစွာရှိပါတယ်အိပ်ပံပညာရဖြစ်မရှင်းပြနိုင်တော့အရာများလည်းရှိပါတယ်မြန်နိုင်စရာအကြောင်းအရာများစွာလည်းရှိပါတယ်ယခုကျွန်တော်တင်ပြမိအကြောင်းအရာကတေလွန်သူများမကျွတ်မလွတ်ပဲစိုးဝဲနေထိုင်ရာအရာကြက်ရွာအကြောင်းပင်ဖြစ်ပါတယ်ဖြစ်ရမှန်အကြောင်းအရာဖြစ်တဲ့လျှောက် နာမည်လွဲတင်းနေရာလွဲရေးရေးသားသွားပါမယ်ဒီသေးစားလမ်းလေးကိုဆက်လက်ပြီးတော့မှဖြစ်ပြလေရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ရလေးဆယ်လောက်ထားပေးကြဖို့တောင်းဆိုပါတယ်ခင်ဗျာတာတင်ထွန်းအောင်နဲ့တင်ထွန်းတို့တုံးရပါချောင်းမငယ်ရော်လာများဖြစ်ကြပါလေချောင်းမငယ်ရော်လေးရာအနောက်ရုံးမှအနည်းငယ်တည်ရှိတဲ့တောင်ကျေရော်လေးတရော်လေးဖြစ်ပါတယ်အနောက်တောင်နဲ့နေကြီးအလျောက်တိုးတဲ့အနည်းငယ်ရှိတယ်ဟုဆိုရပေမယ့် ချောင်းမငယ်ရွာလေးတွင် တာတင်ထွန်းအောင်နှင့်တင်ထွန်းတို့တွင်တောပြစ်ပေါ်တောပြစ်ဖက်ချောင်းမငယ်ရွာ၏မုဆိုးကြောင်များဖြစ်ကြပါသည်။နေရာတွေရောက်တော်လဲတောရှိတောင်ရိပ်ကြောင်ချောင်းမငယ်ရွာလေးဟာအပူဒဏ်ကိုမခံရပါဘူး။ရလစီရဆိုင်တွင်ဆန်ရက်ဒပလင်းကိုအလယ်မှာချကလူတုံးဦးတောင်းနေကြလေတယ်။အားတင်ငါတို့တုံးယောက်တည်းလောက်တောပြစ်ထွက်အောင်ပါ။ငါလည်းစဉ်းစားနေတာကွာ။ပတ်စံကလည်းပြတ်နေပြီ။တင်ထွန်းမင်းကရောပတ်စံလူတွေလားထွန်းအောင်ရောငါကတောပြစ်ရမယ်ဆို ရွှေတူရမှာတည်းပျော်ရွှင်သွားမှာတွင်ထဲစကားကိုတာလည်းနဲ့ထောက်အောင်ကသဘောကျစွာရေးတတ်ကြတယ်အခုမှရောက်ဝမ်းလေးရဆိုလိုပြီးပြီးလေးဖြစ်လာတယ်တာလည်းကဆက်လက်ပြီးတော့ဒါဆိုငါတို့ဘယ်နေ့တော့ကြမလဲကွာတပတ်ကတော့ကြမယ်ကွာပြင်ဆင်နေရှိတာပြင်ဆင်ရအောင်မယ်ထောက်အောင်စကားကိုတင်ထောင်းရတဲ့သဘောတူတဲ့အနေနဲ့ခေါင်းကြီးပြလိုက်ပါတယ်မာယူထားတဲ့ဆန်ရက်ကကောင်းလို့ပြီးဖြစ်တဲ့အတွက်တင်ထောင်းကပဲညိုကြီးရဲ့ရက်တလုံးထပ်ပြီးကွာ တော့ဒီကပြန်လာရင် ရှင်းမဲ့ဟိရမယ်ပြောကျုပ်ဆိုင်တို့အမေးလေးပါလေးလဲလုတ်ပေးခဲ့ကြအောင်ငါတို့ပြန်လာရင်ဘယ်တော့မှတော့ကောင်မပါဘဲပြန်လာဘူးလို့လဲကွာစိတ်ချပါမလဲတာရင်ထွန်းအောင်နဲ့တင်ထွန်းတို့တုံးရောက်တော်လေးဝင် အမဲပြစ်လေမရပဲပြန်လာရတဲ့ရက်ဟာမရှိပါဘူးအမဲပြစ်သွားရတယ်တခါတလေနေချင်းပြန်လာတတ်ပြီတခါတလေနေရက်လောက်ကြာတတ်ပါလေတောက်လက်စာအရက်များကိုလက်စာဖြစ်ကမိမိတို့နေထိုင်ရာအိမ်အတီးတီးကိုပြန်ခဲ့ကြတယ် ။အင်းတို့ရဲ့ဇနီးမယားများကိုလိုအပ်တယ်များပြင်ဆင်ခိုင်းလေတဲ့။မဲပြည်ရတဲ့တုံးတဲ့လက်နက်များကိုလည်းပြင်ရလေတဲ့။ရွာထဲနဲ့တာရင်ထွန်းအောင်တင်ထွန်းတို့တုံးရောက်မဲပြည်တော်မြေဟုတရားလေးနဲ့တော့ကောင်များလာရောက်မာတူများကလည်းစီကားနေပါတော့လေ။ဖြူဖြူဒီတကားမဲပြည်ကတော့ကြာမထင်နဲ့ကွ။ဘာလို့လဲတော့အမဲမအားရလူများတယ်ကွ။အရှင်လည်းအမဲပြည်တာဆွန့်လွတ်ပါလို့လားရှင်။ဘာလို့လဲဖြူရဲ့ဒီအကူရောအလုပ်တွေမလုပ်စေချင်လို့ပါ။ဒါပေမဲ့ဖြူရဲ့တိကောက်ဝါခုအလုပ်ကလည်းတိတ်အဆင်မပြေဘူး။ ဒီအလုတ်ကပဲအဆင်ပြေတာဖြူလေးလက်တိနေတာပဲပြီးတော့ကိုတို့ဘဝလည်းလူတယောက်ကတိုးလာတော့မယ်ရှင်ပြလည်းဟုတ်တော့ဟုတ်နေတာပဲလူနဲ့အမဲပြစ်ထွက်မဲ့ရက်ကိုရောက်လာခဲ့ပါတော့လေသူမိတင်နဲ့နလက်ဒါမြောင် တုံးချောင်းကပ်ပါးနှစ်ခုနဲ့ဒူးလေးတက်လက်ယူခဲ့ကြတယ်ဒူးလေးကိုကင်ဆောင်တို့ကတင်ထွန်းလေးမှာတုံးနဲ့များပံကလည်းအစ်စ်လူများတွေဖြစ်ပါတယ်အစာနှဲငယ်နဲ့ကြက်တင်ထားတဲ့အသားဆောင်အချို့ကိုရိတ်ခါအဖြစ်ယူခဲ့ကြပါတယ် တော်လည်းဝန်ကနေရင်ကွန်ရဖြစ်တောဆောင်နဲ့တောင်ဆောင်နဲ့များကိုလည်းပူဇော်ခွင့်တောင်းရလေတယ်။လမ်းတွင်လည်းလမ်းစည်းကမ်း၊အိမ်တွင်လည်းအိမ်စည်းကမ်း၊မြို့တွင်လည်းမြို့စည်းကမ်းရှိသလိုတောတွင်လည်းတောစည်းကမ်းရှိပါလေ။လမ်းနာခြင်းမရှိပါကတောမောက်ခြင်း၊မျက်စိလည်ခြင်းများ ဖြစ်တတ်ပါလေ။ဒီလိုနဲ့လူတုံးရအနောက်တောင်တို့စတင်ဝင်ရောက်ခဲ့ပါတော့လေ။တောတောင်များဖုန်တို့တုံးများကိုဖြတ်လာတော့လေ။တားကောင်ကြီးကြီးကြီးမားမားဟူ၍မတွေ့ရသေးပါဘူး။မိုးစောဟင်းဦးခေါ်တော့ဂျီများကတော့နေရာနဲ့ပြားနဲ့တွေ့ရပါလေ။ဘယ်တော့မပြစ်ကြဘူး။အောင်လဲဆိုတော့ တို့ကဲတို့တောက်အောင်ငွေများကိုပြစ်လိုက်လေရင်နောက်အောင်ကြီးများပြေးတွန်းနိုင်တော့ကြောင်းဖြစ်ပါတယ်။နေမတက်တဲ့ချိန်မှာတောတင်းတနေရနဲ့စမ်းချောင်းလေးကိုတွေ့ရပါတယ်။စမ်းချောင်းလေးအတိုင်းဖြင်းချင်းစွာလိုက်တော့လေရင်တောအောင်ကြီးကြီးများကိုပဲတွေ့ရနိုင်ပါတယ်။တို့ကြောင့်တော့တော်တော်တရီကြီးသွားပြီးစမ်းချောင်းအတိုင်းတွားခဲ့ကြပါတယ်။နေရာရောက်မှတော့ဆက်ကြွေးကြီးများရေတောက်နေသည်ကိုမြင်ရပါတယ်။ဆက်ကြွေးကြီးများကကျွန်တော်တို့တုံးရောက်ကိုသတိမထားမိကြပဲ။ကျွန်တော်တို့ကလေးအောက်ကဖြစ်နေတော့ကြောင့်အဝေးကလေးကဆက်ကြွေးကြီးများကိုမြင်ရပါတယ်။နေရာမှာဆက်နေပတ်တဲ့ဆေးဘက်ဝင်တဲ့ အကြောင်းအရာတချို့ကိုဖော်ပြပြီးတော့ပါအောင်မယ်။ဆက်ဦးကျော်ကဆေးဘက်အလုံးဝင်ပါတယ်။ဆင်းနေပတ်တဲ့တော့ယောဂများကိုပျောက်ကင်းနိုင်တယ်။ဆက်ဦးကျော်ကိုဆက်စင်းရင်တွေးရတမ်းများရင်အနှဲငယ်ဖြစ်စေ၊ချောက်ရင်အနှဲငယ်ဖြစ်ဖြစ်စေတောက်တုံးမှာကဆီးကြောက်တဲ့ခြင်းကိုပင်ပျောက်ကင်းနိုင်ပါမယ်။တောက်ရပမာဏကအနှဲငယ်လာဖြစ်တယ်။ဆီးအောင်ရင်ဆီးကားလိုက်ဆက်ဦးကျော်ကိုတွေးရလူပေးလျင်ပျောက်နိုင်ပါမယ်။စိတ်တို့ကလည်းအတုံးဝင်လာပါတယ်။မိမများမိမဖွားနိုင်ရင်စိတ်တို့ကိုသပင်ကြားထိုးပေး၍ချက်ချင်းပင်မိဖွားနိုင်ပါမယ်။ တို့တော့မီဖာပီပီချင်းစစ်တိုးကိုနှုတ်ယူရမည်။ယူပါကအူများပင်ထွက်လာတယ်ဟုဆိုပါတယ်။ဤဒီကကျွန်ုပ်တည်တော့အကြောင်းအရာချို့ဖြစ်ပါတယ်။ကျွန်တော်တို့ရောလည်းသဘောတူညီချက်တစ်ခုရယူကဆက်ကြွတကောင်နဲ့ကိုတော့ပြည်ရန်ဆုံးဖြတ်ခဲ့ကြပါတယ်။တို့ရောလူစုခွဲကထိဆုံးကဆက်ကြွကြီးကိုချိန်ရွယ်ပြီးပြစ်လိုက်ကြပါတယ်။စစ်စဲကြီးများပြီးဆက်တော်ပြီးဒဏ်ရာနဲ့အကောင်ကခက်လန်လန်အရောက်တန်လဲကြတော့ပါတယ်။ကျွန်တော်တို့လည်းတိတ်မကြဲလာတော့စမ်းချောင်းလေးကိုဖြတ်ကူးကလက်ချနေလို့ဆက်ကြည့်အားတိတ်မတေခက်လန်းလန်းမှစမ်းတတ်ကြပါတယ် တီဗီဆိုတာတေချာတာနဲ့တကောက်ကျောင်းများကိုဓာတ်ပြစ်လေးဖြတ်လိုက်ပါတယ်။တောင်းအောင်တကောက်မီလျင်ထိုလိုပြုတ်လို့ရပြီဒီ။မဟုတ်လျင်အပမေပြီးထပြီးလူကိုအန္တရာယ်ပြုတ်ရပြီဒီ။ထုံထုံတကန်တစ်ခါကိုဓာတ်ပြစ်ခုတ်ကဆက်ကြည့်အပေါ်တင်သွဲလေဒီ။ထိုလိုပြုတ်လို့မှလာလျင်အခြားတောင်းရင်းများကစားမြင်မဟုတ်တော့ပင်ပန်းစင်ရှိတယ်ဟုတော့အမတ်ဓာတ်ပြင်ဖြစ်ပေဒီ။ထိုရရာများဤတောရဲ့စီကံဖြစ်ပါတယ်။ထိုနေရာအမတ်ဓာတ်လောက်ကကျွန်တို့တို့လည်းနောက်ထပ်တောင်းအောင်ပြည့်ရန်ဆက်လက်ထောက်ခါခဲ့ပါတယ်။ ဆလတကပြီးတိတ်မကြောင်တင်းကဝတ်တောင်းတကောင်နဲ့ပပင်းတိုးပါလေကျင်းခတ်နေတော့ဝတ်တောင်းကြီးတကောင်ဖြစ်တယ်ဝတ်တောင်းကြီးတွေအဆွေကြီးကငေါ့လေဂူဂူနဲ့နာမုတ်တန်ကြီးပေးကကျွန်တို့အားကြည့်နေပါလေဝတ်တောင်းတကောင်ဖြစ်တဲ့အပြင်ပိုရွှေဆိုးတွေကတင်းကဝတ်တောင်းတကောင်ဖြစ်နေပါလေဝတ်တောင်းများလေအခြားတော့တိုင်းများနဲ့မတူကြားနဲ့ပပင်းတိုးလျင်မင်းရှောင်ရွေ့ရလျင်ရှောင်သွားကြပြီဝတ်တောင်းများကထို့လို့မဟုတ်ပေအတေအကြီးတိုက်ခတ်တတ်ကြတယ်ကျွန်တို့တို့ရောက်အခြေအနေကိုကြည့်ရင် ကျွန်တော်ကဒူမီတင်နာကိုမြောက်ကဝတောင်းထိတ်တဲ့ချိန်ကပြစ်လိုက်ပါတယ်။ဘူဝောင်းဝဟိုတော့အတံများဖြစ်ကျင်းထဲကထွက်ကကျွန်တော်တို့စီပြေးလာနေပါတယ်။ကျွန်တော်လည်းရှောင်းရင်းဘေးရှိခြောက်တယ်။အမတ်မထင်ပြုတ်ကျသွားခဲ့ရတယ်။ရွာထဲလိုစိတ်ကြီးထမ်းရင်လူနှဦးဝင်လာခဲ့တယ်။ထိုသူများကထွန်းအောင်နဲ့တင်ထွန်းဖြစ်ပါတယ်။သူတို့ရောက်လာကြောင်းတည်ရင်နဲ့ရောက်လာသူဖြူလေးကိုတာရင်ရောကိုတာရင်တာရင်ခြောက်တဲကြတော့လဲငါတို့လည်းရှင်းချတာပဲမတွေ့တော့ဘူး။ ဘလို့ဖြစ်ကြတာလဲတောဝက်နဲ့တိုက်ရင်ဖြစ်ကုန်တာပဲတောဝက်ကတော့တေသွားပြီနင့်မိမယောဂလူတွေခေါ်ပြီးတာရင်ကိုပြန်ပြီးတွားရှာကြမယ်ထို့နောက်လူစုကတာရင်အားထွက်ရှာကြတော့လေအင်းအာညညတံများနဲ့အတူကျွန်တော်တတိယလာခဲ့တယ်ကျွန်တော်တတိယတော့အင်းတိန်ပေါ်ရောက်နေခဲ့တယ်အချောင်းရများအားပြန်စင်းစားတော့လေခေါင်းများကမူးနောက်နေတော့လေလူလေးမင်းတတိယပြီလားကျွန်တော်ပဲရောက်နေရလဲတင့်မြန်ရွာပါရောက်ထဲကနေလူလေးကိုခေါ်လာတာကျွန်တော်ဒီလိုဖြစ်နေတာဘလောက်ကြာပြီလဲ သုံးရက်ရှိပြီ။လာဒါဆိုကျွန်တော်ပြန်မဖြစ်မယ်။ကျွန်တော်မိမညွန်နေတော့မယ်။နားနေပါအောင်လူလေးရဲ့ဒဏ်ရာရတက်တာလာတော့အဘလိုက်ဖို့ပေးပါမယ်။ဟုတ်ကဲ့ဟုတ်ကဲ့ပါ။ကျွန်တော်လည်းပြန်လည်းအိပ်ပျော်သွားခဲ့ပါတော့တယ်။တို့တို့နေလာရင်တစ်ပတ်ကြာတော့ကျွန်တော်အတော်တန်ပြန်တက်တာနေပြီဖြစ်ပါတယ်။တို့ကြောင့်ပြန်ရန်ပြောပါလေ။အင်းလူလေးပြန်ကျင်တော့လည်းပို့ပေးရတာပေါ့နောက်တစ်ခါဒီအောင်မလာတော့နဲ့ဘာဖြစ်လို့လဲပါနောက်တော့တိကပါလိမ့်မယ်ကဲအချိန်မလင်းနေတော့ကြာရအောင်အဖို့ကရှိက ကျွန်တော်ကအနောက်ကလိုက်ပါလာခဲ့တယ်။ရွာလမ်းနဲ့လူများကကင်းရှင်းလေးရှိပါတယ်။အိမ်များလေးကနေကြည့်နေကြတယ်။ပြုံးကြီးရည်ချင်းမရှိ။ရွာကတက်တော့လေခွေးများကိုဖျက်ရတယ်။လေခွေးများကမြေကြီးအပင်မှာစိုက်ပျိုးခြင်းမရှိပါဘူး။ခလန်းလဲတောင်ပေါ်နဲ့တောင်ယာစိုက်ခင်းများကိုတွေ့ရတယ်။အရှိကတွားနေတော့အဖိုးကိုမီရန်အပြင်းနီးပါးလိုက်နေရတယ်။သူကတော့ပုံမှန်အတိုင်းပဲတွားနေတာပါ။ဘုနောတော်တန်းလေးကိုကြော်ပြီးနောက်အဖိုးကကဲလူလေးဒီအတိုင်းတန်းတန်းတွားရင်မြင့်နေတဲ့ရွာကိုရောက်လိမ့်မယ်။ ဟုတ်ကဲ့ပြန်လာခွင့်ရှိရင်ပြန်လာကြပါလေတဲ့ပြန်လာကြပါနဲ့နောက်တစ်ခါရောက်ရင်တော့အချင်းတွေကမတူတော့တော့ဘူးကဲကဲကဲတွားတော့ကျွန်တော်လည်းအိမ်နဲ့မိန်းမကိုလွမ်းစေချောင်းအနောက်ပင်လဲမကြည့်တုတ်ချေတင်ပြန်လာခဲ့ပါလေတို့တော့လည်းလမ်းတွေအမတ်တားချို့ပြုတ်လုခဲ့သေးတယ်ရွာထဲဝင်နေနဲ့လူများကကျွန်တော်ကိုအံ့ဩမှုပုံစံများဖြင့်ကြည့်နေကြတယ်တာတယ်မင်းဘာမှဖြစ်ဘူးတော့ငါကဘာမှငါဘာမှဖြစ်ဘူးကထောက်အောင်ကရောသူအိမ်မှာပဲငါတို့မင်းကိုတုံးရက်လောက်ရှာသေးတယ် င်းကိုမတွေ့ရဘူးမင်းဘယ်ရောက်နေရလဲမတင်နိုင်ဆိုတဲ့ရွာကိုရောက်နေတာကွာတပတ်တောင်ကြာသွားတယ်ဘာကတပတ်ဟုတ်လားမင်းပြောက်သွားတာဒီနေ့မှတလားပြည်တာကွာမင်းမမတော်ဒီနေ့ဖုန်းเจ้าမှာဆုံးကတ်နေပြီဟုတ်လားကွာငါတွားပြီကွာထို့နောက်မှာတော့ကျွန်တော်ရွာပြန်ရောက်လာတော့တရင်ကပြက်နှံ့သွားပါတော့တယ်အိမ်မှာလည်းတရင်မေးသူများနဲ့စီကားနေတော့တယ်ကျွန်တော်လည်းဒဏ်ရာတက်တာတွားတော့အခါအမက်အတားတိုင်းပြန်သွားတော့လည်းလမ်းများပြန်မတွေ့ရတော့ဘူးထိုးရွာအားလည်းလိုက်လံရှာဖွေတော့လည်းမတွေ့ရဘူး ။လိုက်လံစုံစမ်းတော့လဲတင့်ညွန်ရွာနာမည်ပင်မကြောက်ဘူးကြပင်။အဲအစိုင်းဆရာကဒီနေရာမှာအဆုံးတက်ထားပါတယ်ခင်ဗျာ။အဆုံးထိလိုက်ပါကြည့်ရှုပေးကြကြလို့ကျေးဇူးတင်ပါတယ်စာရေးဆရာအထက်မြောက်တောင်ငူကိုလည်း credit ပေးပါတယ်ကာရာပြူပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်